င်းလုံးဒီနေ့တော့အထောင်းချစ်သူတွေအတွက်လုံးဝကျင်းတွေကိုသွားစားတဲ့ဆိုင်လေးတစ်ဆိုင်ကိုခေါ်သားပေးပါမယ်။တုံးလို့တီတောင်းတပွဲကို2000ကျစ်ချီတောင်းပေါင်းတပွဲမှာ2500ပဲရှိပါတယ်။ဆိုင်လေးကသုံးလမ်းလေးနဲ့ရောင်းတာပါ။တော်တော်လေးလက်ကြပြီး15နှစ်မိနစ်လောက်တောင်ရှိပြီ။ဒီဆိုင်ကြီးမှာသင်္ဘောတီထောင်းကိုရိုရီယာထောင်း၊ရခိုင်ထောင်း၊ကျစ်ချီတောင်းထောင်းနဲ့ပြောင်းမှုထောင်းဝင်ရပါတယ်။သင်္ဘောတီထောင်းဆိုရင်တော့ဘလိုထောင်းထောင်းသဘွဲကို2000၊ပြောင်းမှုထောင်းက2500၊ကျစ်ချီတောင်းထောင်းဆိုလည ရုံးလို့ပေါ့ဒီလိုမျိုးခေါ်ဘူးနဲ့အပြည့်ပါတော့က2500ပဲရှိရဲ့အချို့နဲ့အဆက်တွဲထားတာလို့စားကျင်လဲဆိုရင်တော့ရိုးပြထောင်းရပါတယ်။ရှင်ကဆက်ပဲစားကျင်လဲဆိုရင်ရခိုင်ထောင်းမှာစားလို့ရပါတယ်။အထောင်းဝင်မှာတံမြာသီးကိုနိုင်နိုင်သုံးထားပါတယ်။ဒီနေ့ကိုတံမြာသီးအလုံး150ငင်းငင်းတော့ကုန်ရဲ့ဆိုင်ရှင်ကပြောပါတယ်။အထောင်းကြီးကစားလိုက်တာနဲ့တံမြာနဲ့မှုန်းပြီးတော့အရသာချိမိညာပဲ ရေဘဲနဲ့ခရမ်းချင်းလေးလေးရဲ့အထောင်းစားရင်အပေါ်ကထည့်ထားတဲ့ကစုံရလေးနဲ့သဖားသေးလေးကိုဇက်တော့ဇက်တော့ဝါရတာလေးကလုံးဝအသက်ပဲအထောင်းမှာပါတဲ့အရေးကလေထမင်းနဲ့စားလို့ရှိရင်တော်တော်လေးလိုက်ပါတယ်ဒီဆိုင်လေးမှာအထောင်းတစ်ပွဲကို900နဲ့စားရောင်းလေးကစားလာတာညီရလည်းဒီပိုရှင်ဒီရတာပဲအခုလည်းအဲ့တိုင်းပဲကွာတော့ရိုးရထောင်းပို့ပြီးတော့ကြိုက်တယ်ချိုးပြီးမှဆက်သွားတာလေးကိုပို့ပြီးတော့သဘောကျလို့အဲ့ဒါပေမဲ့ရခိုင်ထောင်းကပို့ပြီးတော့ရောင်းရတယ်လို့ဆန်ရှင်းပြောပါတယ် ဆိုင်ကညနေ2နာရီ3နာရီလောက်မှစာဖွင့်တာပါ။ဝယ်ရင်းလည်းအနည်းဆုံးတော့15မိနစ်လောက်တော့စောင့်ရပါတယ်။အဲ့လောက်တောင်တော့လက်မလဲအောင်ရှောင်းရတာပါ။ဆိုင်ရရပိတ်ရတော့မရှိပါဘူး။ဒါပေမဲ့တစ်ခါတည်းရောဓာတ်ရည်လို့ပြောပါရတယ်။ဆိုင်ရင်းပိတ်ပိတ်သိကျင်တော့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးမှပေါ့ပေါ့နော်။ဆိုင်ရင်းစာလေးကဆိုင်ရောက်မြို့နယ်တန်လလားလမ်းမှာပါ။ ။ online နဲ့ဝင်သွားလို့ရှိရင်တန်တရာလည်း whole app အဆောင်ယူပါပါ။ကဲဒီနေ့တော့တန်တရာလည်းကဆယ်စုနဲ့ချီရောင်းလာတဲ့ထောင်းစုံတွန်းလဲတဲ့အကြောင်းကိုပြန်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။မရတာကောင်းလားအပေါ်ရီပြောနေလားဆိုတော့ကိုယ့်ပါကိုယ်သွားပြီးတော့မြင်ကြည့်လိုက်တော့နော်။နောက်တဲ့ blog တွေမှာလည်းဈေးတန်ပြီးတော့စားကောင်းတဲ့ဆန်လေးကိုနှိမ့်ပေးတော့ပါဦး။အားလုံးပဲတတား။